ခရစ်တော်သခင်၌ချစ်ခင်ရပါသောညီကိုမောင်နှမများအားလုံးဒီအပိုင်းတွင်မှဖြစ်ပျက်သွားတဲ့ငလျင်ဘေးအန္တရာယ်ကြောင့်မလို့ဒုက္ခရောက်နေကြတဲ့ပြည်သူများစိုးရိမ်ကြောင်ကြားမှုတွေနဲ့ခံစားနေကြရတဲ့ညီကိုမောင်နှမများအားလုံးဖျားရှင်ရဲ့နှစ်သိမ့်ခြင်း ကောင်းခြင်းမင်္ဂလာများခံစားရရှိပါစေလို့ဖာသာအနေနဲ့ဥစွာပထမဆန္ဒပြုဆုတောင်းမြတ်တာပို့သအပ်ပါတယ်။ယခုတစ်ပတ်တနင်္ဂနွေနေ့ဟာ ဝါရင်းကာလရဲ့စတုထမြောက်တနင်္ဂနွေနေ့ကိုရောက်ရှိလာကြပြီဖြစ်တယ်။ဒီတပတ်တနင်္ဂနွေနေ့ဟာဖာသာတို့အတွက်မိမောင်ထိုးပြထားတဲ့နှုတ်ကပတ်တော်ကတော့ခရစ်တော်ဖျားရှင်ဟောကြားထားခဲ့တဲ့ဥပမာတွေတဲကအကောင်းဆုံးသောဥပမာလူကြိုက်များလာတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ဒါကတော့ကောင်းစဉ်တွေအမျိုးမျိုးပေးပြီးတော့ဒီဥပမာကိုနာမည်တွေပေးပြီးတော့ခေါ်ကြတာတွေရှိတယ်။ ခုမြန်မာနိုင်ငံမှာဆိုလည်းပဲစနစ်သစ်အင်္ဂလိပ်စာသင်ယူมาလည်းပဲပြဋ္ဌာန်းထားတာကိုလည်းပဲတွေ့ရှိရပါတယ်အဲ့တော့ဒီဥပမာကိုဘာလို့ပြောလဲဆိုရင်တချို့ကြတော့လေတာမိုင်နောင်သားဆိုပြီးခေါ်ကြတယ်တချို့ကြတော့လေလမ်းလွဲသွားတဲ့သားဆိုပြီးခေါ်ကြတယ်တချို့နေရာမှာကြတော့လေပျောက်သောသားဆိုပြီးတော့သုံးကြပါတယ်အဲ့ Father အနေနဲ့ပျောက်သောသားဆိုတဲ့အကြောင်းကို ပို့ပြီးတော့မှသဘောကျနှစ်ချိုင်းမိပါတယ် ပျောက်သောသားကဖခင်ဖြစ်တဲ့သူကပျောက်သွားတာမဟုတ်ပါဘူး။သားကိုယ်တိုင်က သူ့မှာရှိထားပြီးသားအရာတွေပိုင်ဆိုင်ထားတဲ့အရာတွေကနေပြီးတော့မှပြန်လည်ဆုံရှုံပြီးတဲ့အခါကျမှနောင်တတွေရပြီးအဖေဖြစ်တဲ့သူစီကိုပြန်လည်ချင့်ကပ်ခိုဝင်တဲ့အကြောင်းကိုဒီကအားဖြင့်ထောက်ရှုရပါတယ်။အဲလူတွေကကိုယ်မှာရှိနေတဲ့အချိန်ကြရင်ခါလီမှာတံပိုးထားဖို့ရန်အတွက် မေ့လျော်နေတတ်ကြတယ်။ကိုမှရှိထားတဲ့ပိုင်းဆိုင်မှုတွေအစဉ်ပြေမှုတွေပျော်ရွှင်မှုတွေလုံခြုံမှုတွေဒီအရာတွေကိုတံပိုးထားရကောင်းမှန်ခါလီမှာသတိမထားမိကြပါဘူး။ကိုမှမရှိတော့ဘူးဆိုတဲ့အချိန်ကြတော့မှလိုက်ရှာဖွေပြီးတော့မှစာငက်တောင်းတတ်တဲ့တဘောတရားတွေလူတွေမှာရှိကြပါတယ်။အခုမြန်မာနိုင်ငံမှာဆိုလည်းပဲ Father Road ဒီမှာပြောင်းနေတဲ့အရာတွေအများကြီးရှိပါတယ်။ ခုဆိုရင်ပြည်သူတွေကအရင်တုန်းကရရှိထားတဲ့ငြိမ်းချမ်းခြင်းတွေငြိမ်သက်ခြင်းတွေကိုပျောက်ဆုံးနေကြရတယ်။တရားမျှတခြင်းတွေလည်းဆုံးရှုံးနေကြရတယ်။တဘာဝဘေးအန္တရာယ်ကြောင့်မလို့ခုဆိုရင်ငလျင်ဘေးအန္တရာယ်ကိုခါခါတီးတီးနဲ့အပြင်းထန်ခံစားလိုက်ရတဲ့အခါမှာ စိတ်မလုံးချုံခြင်းတွေအိပ်ဖို့ရန်အတွက်တောင်မှ ကိုယ်အိမ်မှာနေဖို့ရန်အတွက်တောင်မှ မလုံးချုံမှုဆိုတဲ့ခံစားရတဲ့အရာတွေရှိလာပါတယ်။အဲ့တော့ အရင်တုန်းကလုံခြုံတဲ့စိတ်တွေကလည်းပဲခုချိန်မှာပျောက်ဆုံးသွားကြပါတယ်အဲ့တော့ငြိမ်သက်ခြင်းတွေပျော်ရွှင်ခြင်းတွေလုံခြုံခြင်းတွေကောင်းကောင်းမွန်မွန်နဲ့လောက်ကိုင်းစားပေါအခွင့်တွေအစဉ်ပြေပြေနဲ့ပျော်ပျော်ရွှင်ရွှင်သွားလာခွင့်တွေအဲ့ဒီအကုန်လုံးပျောက်ဆုံးသွားကြတယ်ဒါတွေကိုခုချိန်မှာပြန်လဲပြီးတော့မှရရှိမယ်ဆိုရင်တိုင်းသူပြည်သားတွေဖာသာတို့ရဲ့ညီကောင်မောင်နှမတွေဘလောက်တောင်မှနှစ်ထောင်အားရနဲ့ ပျော်ရွှင်ကြလိမ့်မလဲဆိုတာကိုစဉ်းစားမိပါတယ်။ကိုပြောင်ဆုံးသွားတဲ့အရာကပို့ပြီးတော့မှကြီးမားလေလေပြန်လဲပြီးတော့မှရရှိတဲ့အခါမှာအဲ့ဒီပျော်ရွှင်မှုကလည်းပို့ပြီးတော့မှအစမတန်များပြားလှပါတယ်။ဒီနေ့ပုံဥပမာထဲမှာဖောက်ကြားသိရတဲ့အရာတားငယ်လေးကအဖအိမ်မှာ နေတော့ကအစအစအရာရာအစဉ်ပြေခဲ့တယ်။အခိုင်းစေရီနဲ့အစေခံရီနဲ့ ကောင်းပြီဆိုတဲ့အရာတွေစားခဲ့ရတယ်ဝတ်ကောင်းစားလာတွေဝတ်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့သူကလောဘတွေကြီးပြီးတော့မှအတိုင်းတစ်ပါးရချားကိုအမွေတောင်းပြီးတော့ထွက်ခွာသွားခဲ့တယ်ဖခင်ကိုပြစ်ထားခဲ့တယ်ကိုယ့်ရဲ့အိမ်ကိုခေါင်းထဲမှာမထည့်တော့ဘဲနဲ့ကိုယ့်တကိုယ်စားကောင်းစားဖို့အတွက်တနေတကြီးကိုထွက်ပြေးသွားခဲ့တယ်အဲ့ဒီမှာပျော်ပါတယ်မကောင်းတဲ့မိန်းမတွေနဲ့ပျော်ပါတယ်ဖခင်စီကနေရခဲ့တဲ့အမွေတွေကိုဖြုံးတီးတယ် ပြင်းကြီးစွာနဲ့နေထိုင်ပြီးအလုံးမလုံးပဲနဲ့နောက်ဆုံးအချိန်မှာသူစားเสียမဲ့ပြီးဝက်တွေကြောင်းရတဲ့အလုပ်ကိုလုပ်ရတယ်။ဝက်တွေစားရတဲ့အစာကိုတောင်မှသူ့ကိုကျွေးမဲ့သူမရှိဘူးဆိုတဲ့အခိုက်တန့်ရောက်တော့မှသူ့ရဲ့နှလုံးသားကဝမ်းနည်းမှုတွေနောင်တတွေရလာ။ဟာတချိန်တော့ငါ့အိမ်မှာဆိုရင်ငါ့ရဲ့အစီခံတွေငါ့အဖေရဲ့အစီခံတွေတောင်မှဝါးဝါးလင်လင်ကောင်းကောင်းမွန်မွန်စားတော့ရတဲ့အချိန်နေငါမှာတော့ ဝတ်တည်စားတဲ့အစာကိုတော့မစားရဘူးဆိုတော့ပြန်ပြီးတော့မှသူ့မှာဝမ်းနည်းမှုတွေဖြစ်လာတယ်။အရင်တုန်းကရရှိထားတဲ့အရာတွေကအခုချိန်မှာသူ့မှာမရှိတော့တဲ့အခါမှာသူအရင်ကအရာတွေကို ပြန်ပြီးတော့မှတံပိုးထားတတ်လာတယ်။သူတစ်ဖြစ်သူ့ရဲ့ဖခင်ကြီးရဲ့မြတ်တာတရားတွေခွင့်လွတ်တဲ့ခြင်းတွေချစ်ချင်းမြတ်တာတွေကိုပြန်လဲအားကိုးမယ်ချင်းကပ်မယ်ဆိုပြီးတော့မှအဖေ့စီကိုအိမ်ပြန်ပို့ရန်အတွက်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဖခင်ဖြစ်တဲ့သူကလည်းသားငယ်ရဲ့ပြန်လာကို အဝေးကနေပြီးတော့မှစောင့်မျှော်ရင်းနဲ့အပြေးလွှားကိုသားစီကိုစောင့်ကြိုရင်းချင်းကပ်ကြိုဆိုခဲ့ပါတယ်အပုံမှန်အားဖြင့်ကညံ့မြတ်တဲ့မိသားစုတွေတိတ်ခါရှိတဲ့အာနာရှိတဲ့ဂုံတိတ်ခါရှိတဲ့ယောက်ျားသားကောင်းတွေကလည်းပဲထိုင်ရာကနေထားလို့မရှိဘူးများသောအားဖြင့်ပလင်မှာထိုင်တယ်ထိုင်ကုန်းမှာထိုင်တယ်သူ့စီကိုပဲလူတွေကပြေးလွှားကြရတဲ့အခစားဝင်ကြရတယ်ဒီဥပမာထဲမှာကြတော့ဖခင်ဖြစ်တဲ့သူဟာ ထိုင်နေတာမဟုတ်ဘူးထိုင်နေတဲ့နေရာကိုထားခဲ့ပြီးတော့ပားပြန်လာတဲ့အချိန်မှာအပြေးလွှားနဲ့သူ့သားကိုပြန်လည်လက်ခံကြိုးဆုပ်ခဲ့တယ်။ဒါကတော့ကျွန်းတယောက်အနေနဲ့ပဲသူ့ကိုဆက်ဆံဖို့ရန်အတွက်ပြောပေမယ့်အဖေဖြစ်တဲ့သူကသားကိုတကယ်သားအရင်တိုင်းပဲအရင်ကအတိုင်းပဲအဆောင်အယောင်တွေပြန်ပေးပြီးတော့သူ့ရဲ့ခွင့်လွှတ်ခြင်းကိုပြသခဲ့တယ်။ဖခင်ဖြစ်တဲ့သူဟာသားကိုခွင့်လွှတ်နိုင်ခဲ့တယ်၊ကြိုးဆုပ်နိုင်ခဲ့တယ်၊ချစ်ခြင်းမေတ္တာကို ြည်ကြည်မာမာကြီးကိုချပြနိုင်ခဲ့ပါတယ်။အော်ဒီနေ့ဘုရားသခင်ကလည်းပဲ Father တို့ကိုပြန်ပြီးတော့ဒီပုံရိပ်လေးကိုမြင်စေခြင်းနဲ့ Father တို့ကိုးကွယ်ယုံကြည်နေတဲ့ဖာဘုရားသခင်ဟာလည်းပဲခွင်လွတ်နားလည်တတ်တဲ့ချစ်ချင်းမြတ်တာကြီးမာတဲ့ဘုရားသခင်ဖြစ်ပါတယ်။အော်သားသမီးတွေရဲ့ပြန်လာကိုအမြဲတမ်းဆောင်စားနေတယ်။အထူးသဖြင့်ဒီလိုမျိုးကယောဂါတွေစိုက်ရောက်နေတဲ့အချိန်မှာဘေးဒုက္ခတွေကြုံဆုံနေတဲ့အချိန်မှာတချို့တွေကဘုရားစီကိုပြန်ပြီးချင်းကက်တတ်ပေမဲ့ တချို့တွေကဖျားနဲ့ဝေးကွာသွားတယ်။ငကူအမကို့မှာလုံခြုံမှုတွေငြိမ်သက်မှုတွေပျော်ရွှင်မှုတွေပျောက်ဆုံးနေပါတယ်ဆိုမှတချို့လူတွေကတိထက်ပို့ပြီးတော့မှတံပိုးကြီးတဲ့အရာတွေပူပြီးပျောက်သွားကြတယ်။အနာဂတ်တွေပျောက်သွားကြတယ်။ပိုတိထက်ပို့ပြီးသူတို့ပျောက်ဆုံးသွားတဲ့အရာကဘာလဲဆိုရင်ဖျားတရားကနှလုံးသားထဲမှာမရှိတော့ဘဲနဲ့ရင်ထဲကနေဖျားပျောက်သွားတယ်။ဖျားသခင်ပျောက်ဆုံးသွားတဲ့အခါမှာ တို့ဘဝပို့ပြီးတော့မှမငြိမ်မသက်ဖြစ်ရပါတယ်။ဒါကြောင့်မလို့ပျောက်ပြီးရင်မပျောက်ရအောင်ဒီနေ့တင်းငွေနေထောက်ရှုချက်လေးကနေပြီးတော့မှဖာသာအနေနဲ့ဖိတ်ခေါ်ခြင်းနဲ့ဘုရားသခင်စီကိုပြန်လဲခိုဝင်ကြရအောင်ဒီလိုမျိုးခက်ခဲဒုက္ခရောက်တဲ့အချိန်မှာဘုရားသခင်စီပြန်လှည့်ရအောင်ဘုရားသခင်ဟာနှစ်သိမ့်ပေးတဲ့သူဖြစ်တယ်။နားလဲပေးတယ်ခွင့်လွတ်ပေးတယ်ဒီခါလေးမှာဖာသာတို့ကမေကွန်းထုတ်ကြတယ်ဘုရားသခင်ဘယ်မှာလဲငါဒုက္ခရောက်နေတဲ့အချိန်မှာ ဖျားခင်ငါနာမှာမရှိပါလားဆိုပြီးတော့မှမျက်ရည်ဆက်လက်နဲ့ဖျားကိုမေကွန်ထုတ်ကြတယ်။ကိုပျော်ရွှင်တဲ့အချိန်လေးဝမ်းသာရတဲ့အခိုက်တက်နေမှာဖျားကိုတတိမရပြင်မဲ့ဝမ်းနေရတဲ့အခါတွေမှာတော့ဖျားကိုမေကွန်နေမေးကြတယ်။မေးပါရပါတယ်။ဖျားသခင်ကအဲ့မေကွန်တွေကိုလည်းပဲလက်ခံတယ်။အဲ့မေကွန်တွေနဲ့အတူကြေမွားတဲ့နှလုံးသားလေးကိုယူပြီးသူ့စီကိုဒီနေ့ပြန်လဲပြီးတော့မှချင်းကပ်ခုံဝင်ကြရအောင်။ဖျားသခင်ဟာသားသမီးတွေရဲ့ပြန်လာကိုစောင့်ကြနေတယ်။သူတို့ပြင်ဒီလင်းလိုမျိုး ခေတ်ကာလကြီးမကောင်းတဲ့အချိန်ဘယ်ဒုက္ခတွေကြုံကြိုက်နေတဲ့အချိန်မှာဝမ်းနဲ့ပူဆွေးနေတဲ့သားသမီးတွေရဲ့ရင်ထဲကဝေဒနာခံစားချက်တွေကိုဖျားသခင်နားလဲပါတယ်။ဒါကြောင့်မလို့ဖျားသခင်ကိုကိုယ့်ရဲ့ဖခင်ကြီးဖြစ်နေချစ်တဲ့တဲ့ဖျားခွင်လွတ်တဲ့တဲ့ဖျားတနာတဲ့တဲ့ဖျားဆိုတဲ့ပုံရိပ်လေးတွေကိုရင်ထဲမှာပြန်လဲခံစားပြီးတော့ဖျားသခင်စီကိုပူပြီးချင်းကဲခုံဝင်ကြရအောင်ဆူတောင်းအားကိုးကြရအောင်ပျောက်ပြီးရင်မပြောက်ကြရအောင်စူးစမ်းဖို့ရန်အတွက်အများကြီးလိုအပ်ပါတယ်။ ဒီတပတ်တနင်္ဂနွေနေ့တရားထောက်ရှုချက်ကိုနားဆင်ရင်ဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးဖျားရှင်ရဲ့ခွင့်လွှတ်ခြင်းတနာကျင်နာခြင်းချစ်ချင်းမေတ္တာကောင်းချီးမင်္ဂလာတွေကိုခံစားရရှိကြပါစေဘေးဒုက္ခအန္တရာယ်ပေါင်းကနေကာကွယ်စောင့်ရှောက်ခြင်းခံစားရပြီးဘဝတ္တတာတွေလုံခြုံကင်းရှင်းကြပါစေလို့ဖာသာအနေနဲ့ထမှန်ပြီးတော့မှဆုတောင်းမေတ္တာပို့သပေးလိုက်ပါရစေအားလုံးကိုကျေးဇူးများဤတင်ပါတယ်